မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါရဘရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမိနစ်မှာဂျေဆုတော်အဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖျားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး59အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ငါသည်အမြင့်ဆုံးသောဖျားသခင်ငါအမှုကိုပြည့်စည်စေတော်မူသောဖျားသခင်ကို အော်ဟစ်မည် ီကျမ်းစာမှာတော့ဆာလံဆရာကြီးကဘုရားသခင်ကိုအော်ဟစ်မယ်လို့သူဖော်ပြတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကသာလင်သူ့ရဲ့အမှုတွေကို ပြည့်စည်စေတော်မူမဲ့သူ ဖြစ်တယ်လို့ဝန်ခံထားတာတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အတွက်နောက်ဆုံးရလက်အဖြေကိုပေးနိုင်တဲ့သူဟာဘုရားသခင်ပဲဖြစ်ပါတယ်။ဘုရားသခင်က ကျွန်တော်ရဲ့အဖြေဖြစ်ပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ကိုအော်ဟစ်တတ်တော်သူဖြစ်ဖို့က ျွန်တော်တို့အတွက်အရေးကြီးတယ်ဆိုတာကို သိရှိနားလည်ရပါတယ်။စာလန်ဆရာကြီးကအခန်းငယ်၁မှာကျွန်တော်ကိုတနာပါဘေးမလွန်မီတိုင်အောင်ကျွန်တော်ရဲ့ဝိညာဉ်သည်ကိုရောကိုခိုးလုံးပါတယ်။အတောင်တော်အရေး၌ခိုးလုံးပါတယ်ဆိုပြီးတော့မှ သူဖျားသခင်ကို အားကိုးတကြီးနဲ့ပြောဆိုထားတာလေးကို တွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့ကျွန်တော်ရဲ့ဘဝအသက်တာမှာဖျားသခင်ကိုခိုးလုံးတက်တော်သူဖြစ်ခြင်းက အရာရာအတွက်အဖြေဖြစ်တယ်ဆိုတာကို သိရှိ နားလည်စေချင်ပါတယ်။ဘုရားသခင်ကိုခေါ်လုံတဲ့သူတိုင်းကိုဘုရားသခင်ကဘယ်တော့မှညင်းပယ်တော်မမူဘူးလို့လည်းနှုတ်တော်ထွက်စကားရှိပါတယ်။ဒါကြောင့်မလို့ကိုရောကိုခေါ်လုံတဲ့သူကိုရောကိုအားကိုးတဲ့သူဟာကောင်းကြီးမင်္ဂလာနဲ့ခံထိုက်တယ်ဆိုတာကိုလည်းအသေးအချာဖော်ပြထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့ အမြင့်ဆုံးသောဘုရားသခင်ဤကွဲကာယာဌာနတော်မှာနေတဲ့သူဟာ အနန္တတကုရှင်ရဲ့အရေးကိုခိုးရမယ်လို့ဆိုထားတဲ့အတွက်ဘုရားသခင်ကိုခိုးလုံခြင်းဘုရားသခင်အထံတော်ပါမှာတိုးဝင်ခြင်းကကျွန်တော်တို့အတွက်ပြည့်ပြည့်စုံသောအဖြေကိုရရှိစေနိုင်ပါတယ်ဘုရားသခင်ကိုကျွန်တော်တို့အော်ဟစ်လို့အကျိုးရောက်တာမရှိဘူးဆိုတာကို သိရှိနားလည်စေခြင်းပါတယ်သခင်ယေရှုခရစ်တော်ခင်မှာသခင်ယေရှုယေရီခေါမြို့ကိုဒီသစာကြီးလှည့်လည်သွားလာရင်းနဲ့လမ်းမှာဗာတိမဲဆိုတဲ့မျက်မမြင်တယောက်က သခင်ယေရှုခရစ်တော်ကိုအော်ဟစ်ပြီးတော့မှအကူအညီတောင်းပါတယ်။နာဇရက်မြို့သားယေရှုလို့အော်ဟစ်တဲ့အသံကိုသခင်ယေရှုကြားပြီးတဲ့အခါမှာသခင်ယေရှုကဘာလိုချင်တယ်လဲလို့မေးပါတယ်။အဲ့ခါမှာဗာတိမဲကမျက်စိပြောင်းမြင်ခြင်းနဲ့လို့မဖြစ်နိုင်တဲ့အရာကို တောင်းဆိုခဲ့ပါတယ်။ဒါကသူ့ရဲ့ယုံကြည်ခြင်းဖြစ်ပါတယ်။ဒါနဲ့ပဲသခင်ယေရှုခရစ်တော်ကတောင်းတဲ့အတိုင်းဖြစ်စေဆိုပြီးတော့မှဗာတိမဲရဲ့မျက်စိကိုပြောင်းမြင်စေတယ်လို့ တမချန်းစာကမှတ်တမ်းတင်ပါတယ်ကျွန်တော်တို့လည်းဗာတိမဲလို့ဖြစ်ကြဖို့လိုပါတယ်တခင်ယေရှုခရစ်တော်ကိုအော်ဟစ်တောက်ဆူတက်တော်သူဖြစ်ဖို့လိုပါတယ်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုပင်လည်းဖြစ်စေတဲ့ဘုရားသခင်စီမှာကျွန်တော်တို့ရဲ့တောက်ဆူမှုတွေဟာဘုရားသခင်ရဲ့ရှေ့မှာလွန်လွန်းနေဆိုတာမရှိပါဘူးဘုရားသခင်အတွက်ကတော့ဘယ်အရာမဆိုတတ်နိုင်တဲ့ဘုရားမလို့ကျွန်တော်တို့အတွက်လုတ်ပေးနိုင်တယ်ဆိုတာကိုသိစေချင်ပါတယ် ချစ်တော်မိဘညီကိုမောင်တော်မတို့ကျွန်တော်တို့ဘုရားသခင်ကိုအော်ဟစ်ကြရအောင်ဘုရားသခင် နားညောင်းတော်မူမှာအမှန်ပဲဆိုတာကို နားလည်စေချင်ပါတယ်ကျွန်တော်တို့အော်ဟစ်တန်ကျွန်တော်တို့ရဲ့တောင်းလျှောက်တန်ကိုဘုရားသခင် နားညောင်းပြီးရင်ကျွန်တော်တို့ဘုရားသခင်ကိုချီးမွမ်းရတဲ့အခွင့်ရပါလိမ့်မယ်ဘုရားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့သာဝရဘုရားကိုရောကိုကျွန်တော်တို့အော်ဟစ်ပါတယ်တနာတော်မူပါတနာတော်မူပါတနာတော်မူပါ ကိုရောကိုကျွန်တော်တို့ခိုးလို့မာတယ်ကျွန်တော်ရဲ့ပြဿနာအခက်ခဲတွေကိုဖြေရှင်းပေးပါရန်သူလက်ကနေကင်းလွတ်စေတော်မူပါကြော့ခွေးတွေကိုကင်းလွတ်စေတော်မူပါဘုရားခင် ရှေ့တော်မောက်မှာကျွန်တော်နှိမ်ချလျက်ကိုးကွယ်လျက်တောင်းလျှောက်ပါတယ်ကိုရောကိုချီးမွမ်းရတဲ့အခွင့်ရှိစေပါမိအကြောင်းကိုရောလက်တော်မာစာခြင်းတက်ရောက်တော်မူပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲကိုရောကောင်းချီးပေးတော်မူပါ သူတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုလည်းအလိုတော်နဲ့အညီချပေးတော်မူပါယေရှုတင်လျက်တဏိတာလုံးကိုလက်ဝဲအနှံတဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကအနှံဆုတောင်းပါ၏အာမင်